လိုပဲလက်ထပ်ရတော့မှာမမီမမီပြောတော့ပဝင်းကျင်ကိုတန်ဖိုးထားရဲဆိုဂုံတိတ်ခါကိုတန်ဖိုးထားရဲဆိုဘာဖြစ်လို့ပဝင်းကျင်မှာကိုယ့်ကိုနာမည်ပြတ်မဲ့ကိစ္စတွေကိုလုပ်နေရတာလဲပြပိုက်တဲ့ဂျင်ဆင်ပလက်ကိုမနက်စာစားပြီးတိုင်းတစ်နေ့တစ်လုံးတောင်းရင်ပြမနှုတ်နေမှုတွေပြပြောစေတယ်စိတ်ဖြည့်စည်းမှုတွေညော်နေစေတယ်ခွန်အားတိုးစေတယ် ကောင်းမွန်စွာအိပ်ပျော်စေတဲ့သူကစိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းနိုင်ပြင်တက်လုံကောင်းစေတယ်အဆရှိတဲ့အာနိသင်တွေရရှိမှာဖြစ်ပါတယ်ငါသမီးကလည်းသူ့ကိုချစ်တယ်မလား။ကောင်လေးကလည်းသမီးကိုချစ်မဲ့ပုံပါပဲ။သမီးအများကြီးစဉ်းစားခဲ့ပါတယ်။အခုလည်းစိုးရိမ်စရာတွေကရှိနေတော့မယ်။ ဒါပေမဲ့မင်းခချန်ရန်ကသူ့ရဲ့စီးစိမ်ကြီးကွန်ထရက်တီချောင်းသဘောကျတာမဟုတ်ဘူး။သူကလည်းလေးလေးနက်နက်ရှိတယ်။တမီးကိုလက်ထပ်ပါမယ်လို့လည်းကတိပေးတယ်။ပြီးတော့အမေကလည်းတမီးဘက်မှာရှိတယ်ဆိုတော့မျက်စိမိတ်ပြီးရှေ့တိုးကြည့်လိုက်ရင်ကောင်းမလားလို့။ငါတမီးစိတ်ချမ်းသာတာလို့အေးဟိုမိမ့်မှာတမီးကိုထပ်နေတယ်ဆိုရင်တော့မမြတ်တီးခတ်မှာမဟုတ်ဘူးနော်။ ေးအိမ်သမီးဟုတ်ပြီဟုတ်ပြီဒါပဲနော်မိခချန်ရင်မိကုံမဏီမှာအပြာရင့်ရအောင်ပြန်လိုက်နေရဆိုတဲ့တည်င်းကတအားကိုပြန့်နေလာမင်းကမာမီဒီလောက်ပြောထားရတာနဲ့မာမီစကားကိုမင်းအလေးနဲ့မထားဘူးလားမင်းဒီခဏတော့ မင်းုံကဆုံးမထားတဲ့စဉ်းစားဉာဏ်นี่စင်ကြင်နိုင်တဲ့အသိဉာဏ်ဘယ်ရောက်ကုန်တာလဲမမီဒီမိန်းကလေးနဲ့လုံးဝသဘောမတူနိုင်ပါဘူးလို့မင်းုံအထက်ထက်ရှင်းပြထားတယ်နားလည်အောင်ပြောပြပေးတယ်တောင်မင်းကမျက်စိစုံမိတ်ပြီးရှေ့ဆက်တိုးခြင်းနေတယ်မင်းအမြင်မှန်ရအောင်လို့မမီဘာထက်လုပ်ပေးရအောင်မလဲပြောစမ်းပါအောင်ဘာဖြစ်လို့လဲမမီအရင်တစ်ခါအဲ့လိုမျိုးချက်လက်မှတ်တွေနဲ့ပတ်စံနေနဲ့တွားပေးအောင်မလို့လား ။ဘာဖြစ်ကျွန်တော်နောက်ဆုံးမှာမဟုတ်ဘူးနော်။အပြာရင်ရအောင်ပဲကျွန်တော်လက်ထပ်ပါ။တိတ်ဆမိတ်ခါကြရင်ငါအပြာရင်ရအောင်လည်းလုံးဝသဘောမတူနိုင်ဘူး။အဲ့ဒါလည်းမင်းစိတ်ချမ်းသာဖို့တစ်ခုတည်းအတွက်ငါဆုံးဖြတ်တာ။ငါဟိုတနေ့ကဟန်နီတို့အိမ်မှာမင်းနဲ့ဟန်နီကိုလက်ထပ်ပြီးဖို့အတွက်ငါစကားကြောင်းလန်းပြီးသွားပြီ။မင်းဟန်နီကိုပဲလက်ထပ်ရတော့မှာ။မမေ မမီပြောတော့ပဝင်းကျင်ကိုတံမိုးထားရဲဆိုဂုံတိတ်ခါကိုတံမိုးထားရဲဆိုဘာဖြစ်လို့ပဝင်းကျင်မှာကိုယ့်ကိုနာမည်ပြတ်မဲ့ကိစ္စတွေကိုလုပ်နေရလဲကျွန်တော်ဟန်နီကိုလက်မထပ်နိုင်အဲ့တော့မမီဘာသာတစ်ဖက်တည်းကိုယ့်ဘာကိုသွားပြီးစကားကြောင်းလန်းထားတော့မမီကိုယ်တိုင်မဲ့နာမည်ပြတ်မှာပေါ့မမီရဲ့မမီကျွန်တော်ဘွားမှာ ုလိုမျိုးရွေးချယ်စရာကိစ္စတွေဖြစ်လာနိုင်တယ်လို့ကျွန်တော်မထင်တာကျွန်တော်မမီးကိုမခွဲတော့ကျွန်တော်ထားလည်းမထားခဲ့တယ်ကျွန်တော်ရွေးချယ်အခါကိုလုပ်ပါ ်နေရအောင်ဘာကိပါအောင်မမီးရဲ့သမီးကိုပြောစရာရှိရလားရှိတော့ဗောသမီးရဲ့သမီးရဲ့ channel မင်္ဂလာကိစ္စလေဟိုတနေ့တော့ကလေသမီးအန်တီမာကမမီးကိုစီလာသွားတယ် channel သမီးကိုလက်ထပ်ဖို့တော့ကိုစကားလာမြန်းတာဟာဟာပေါ့ပေါ့လေပြောနေလိုက်တာသိလားသူမီးလေးနဲ့ခြံနဲ့သာလက်ထပ်လိုက်မယ်ဆိုရင်သူသိမယ်ဆိုလေသိပြောပါပြီတဲ့ ဟာလေဘာရှောက်ပြောနေမှမသိတော့ပါဘူး။ရှောက်ပြောနေတာမဟုတ်ဘူးတမီးရေ။ဟောပါလေသူ့အတွင်းနဲ့သူပြောတာနေပါပါ။တမီးမမီတို့ဘက်ကတမီးရှင်ဆိုတော့အခုလိုမြန်းတဲ့စကားကိုစပြီးတော့ပြောလို့မရဘူးလေ။အခုဆိုရင်သူတို့ဘက်ကလူလူလားလားနဲ့မမီတို့ကစပြီးတော့ကန့်လန့်လားဆိုတော့ဟောပါဖြစ်လေပြောလိုက်တာသူ့တကယ်ချင်းတွေကရှောက်ပြောနေတယ်။အဖွားတမီးချင်းကအရင်ကစားဖွာတာရှောက်ပြောကုန်လုံးပါပဲ။ ။သမီးရဲ့ချောက်ပြောရင်ပြောမစီဘော။အမေလည်းပြောနေတာပဲဥစား။သမီးရဲ့ခြံရလေလက်ထပ်ပါလေ။မမီရဲ့ကိုလေးဘက်ကတရားရတိုင်းနောင်ပြလက်ခံတော့ပြေချာပါစီရော။အလိုတော်သမီးရဲ့ခြံနေရလေ။ဟိုးငငယ်လေးကရင်းရင်းနှီးနှီးလက်ပေါ်တတိနေလာကြပါလေ။ဟွန်းပြီးတော့အန်တီမာလာလူလူမျိုးကသူ့သားဘက်ကမသိကြပဲနဲ့အခုလိုမြဲတဲ့စကားကိုသိခါချင်ပြောရမလား မမေရဲ့ခဏလောက်တော့စမအောင်ဒီကိုလေးတေချာမေးကြည့်ပါအောင်မေအမေရတော့လေမမေသမီးလေးရဲ့မင်္ဂလာပွဲကိုတွေးပြီးတော့စိတ်ကိုရင်းနေတော့မယ်သမီးရဲ့ဖဖွားလေးလေသမီးရဲ့စိတ်နေလားမသိဘူးနော်ဖြိုးထိလိုက်တာအခုဆိုရင်လေကျမ်းမာရေးတော်မလေးတော်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 ဖြစ်နေပြီသမီးရဲ့သမီးစိတ်နဲ့သမီးစိတ်နဲ့ဘာလဲအမေနဲ့တိရမှာပြန်နေအောင် မင်းလေးဒီမှာမင်းလေးချက်လာတယ်။ရအစံပါလာလို့တာ။ဟာကိုလေးကဘယ်လိုဖြစ်ပြီးတော့အိမ်ကိုအစောရောက်လာလဲ။အိုးမင်းလေးကလာလေရာလေ။နောက်နေ့အမြင်လာမယ်လို့ပဲဆိုရတယ်။ကျွန်တော်မနက်စာသစားဖို့လာခေါ်ပါခင်ဗျ။ ဘသူကလိုက်မယ်ပြောလို့။အော်။ဘာပြောနေရလဲ။တကူးကလာခေါ်ရလေ။လိုက်သွားလိုက်လေ။ကဲလိုက်ခဲ့စမ်းပါ။နာနေမနေ့စာလဲကျွေးမယ်။ပြောစရာလည်းရှိတော့။သွားလိုက်။အဲ့ဆိုတော့နိုင်မနော်ပါ။သွားမယ်ခင်ဗျ။ဟုတ်ကဲ့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 အေးတော်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 လာခဲ့ဦးတော့တာဟုတ်ကဲ့ မမီကအန်ယူနဲ့စကားကြောင်းလန်းလိုက်ပြီဆိုတော့ငင်သိရမလားနင်းနဲ့ငါပြေးစားဖို့လေငင်သိရမလားငါမှလည်းချစ်တဲ့သူရှိရဲ့ဆိုတော့သိရဲ့မက်ပြရင်ရမှာလားဘရိုင်ယန်လင်းလက်ကုမ္ပဏီကလွှတ်လိုက်တဲ့အာကီတက်ဖွဲ့ရဲ့ရအေးဟုတ်တယ်အဲ့တော့မမီကတင်းပေးစားပြီးလက်ထပ်ပေးဖို့လုပ်နေရငါလည်းတော်တော်စိတ်ညစ်နေတယ် ဒီကတော့ငါမာမီစကားကိုလုံးဝနားမထောင်နိုင်တော့ဘူးပါတကယ်လို့နင့်ကိုလာပြောရင်လေအပြတ်သားငြင်းလွန်လိုက်သေးလားဟိုငါဘက်ကကြီးပဲငြင်းလို့မကောင်းဘူးပါနော်